ားအားလုံးပဲမင်္ဂလာပါခင်ဗျာတော်လှန်ရေးတပ်ပါလို့ပြည်သူပေါင်းကိုနှုတ်ခွန်းဆက်သပါရယ်ဒီကနေ့ကျွန်တော်တို့2025ခုနှစ်မေလ18ရက်နေ့ရဲ့မနက်ခင်းသတင်းတွေကိုစူးစီးတင်ဆက်ပေးတော့မှာပါဒီကနေ့မနက်မှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေထဲမှာဆိုရင်ကျွန်တော်တို့အကြမ်းဖက်စကောင်းဆောင်မေအောင်နိုင်ကရုရှားနိုင်ငံဟာသူ့အတွက်တင်မကဘဲအာဆီယံနိုင်ငံတွေအတွက်ပါအရေးပါတဲ့နိုင်ငံတစ်ခုဖြစ်ကြောင်းပြောဆိုလာပြန်ပါတယ် ဒါကတော့ကျွန်တော်တို့ရုရှားနိုင်ငံမော်စကိုမြို့က RT သတင်းဌာနနဲ့အင်တာဗျူးထားတဲ့အင်တာဗျူးအကြောင်းအရာမှာအခုလို့ပြောခဲ့တာပါအဲ့တော့မာလာဟာသူ့ရဲ့ကိုဂျိုးစီဘွားအတွက်ဘလူလဲမျက်နှာချိုးသွေးရဒေလူလဲမျက်နှာချိုးသွေးရအထူးသဖြင့်ရုရှားဆိုရင်လဲဘာယနာရဲ့မျက်နှာချိုးသွေးရတရုတ်ကြီးဘက်လဲသွားပြီးမျက်နှာချိုးသွေးရ ਨੇ နောက်ဆုံးမှာဘကျိုးပြောတဲ့နိုင်ငံအဖြစ်အဖြစ်ပြီးရောက်ရှိလာတာအခုမှအမှန်တကယ်ရောက်ရှိလာတာကိုကျွန်တော်တို့မျှဝါထင်ထင် တွေ့မြင်ရပါတယ်ဒီလိုမျိုးပါရက်နားရက်နဲ့မျက်နှာချူသွေးနေရသည့်တိုင်အောင်အဲ့တော့ဟိုဆရာဘီရူမာရဲ့ကာတွန်းတစ်ပုဒ်ဒီကနေ့မှာတင်ဆက်ပေးဖို့ရှိပါတယ်အဲ့ဒီကာတွန်းနဲ့ရလို့ပါပဲမျက်နှာချူသွေးနေရတယ်ပါရက်နားရက်လှုပ်နေရတာကိုတော့မှဂုံယူဝင်ကြွားမဆုံးဖြစ်နေတဲ့မအားလာကတော့တနာစရာတိတ်ကိုကောင်းပေါ်ပါတယ်အဲ့တော့ဘီလိုမျိုးတွေပါရက်နားရက်လှုပ်တယ်မျက်နှာချူသွေးတယ်ဆိုတဲ့သတင်းကြောင်းရလဲကျွန်တော်ဒီမနက်မှာစောစောလေးလေးနားဆင်ရပါပါနောက်ထပ်သိရတဲ့သတင်းအကြောင်းအရာကတော့ကျွန်တော်မန္တလေးမှာ အင်းအားအသင့်တင့်ပြင်းထန်တဲ့ငလင်းထပ်ပြီးတော့လှုပ်ခတ်ပြန်ပါလေခင်ဗျာအဲ့လိုမျိုးငလင်းလှုပ်ခတ်မှုအချိန်နဲ့နောက်တစ်ခါမိုးရွာသွန်းမှုတန်းကြောင့်ငလင်းကဲတဲ့ကူညီကဲတဲ့ရေသခန်းကဒီအဲ့ဒီနေရာတစ်ခုမှာကိုကိုပင်လဲကြပြီးတော့ကလင်းငယ်တူကိုကိုပင်ပြီပြီးတော့တစ်ဆုံးနဲ့နောက်တစ်ခါမြို့သားတူလေအဲဒီကိုကိုပင်ပြီတဲ့နေရာမှာတစ်ဆုံးသွားတယ်လို့သိရပါတယ်ဒီသတင်းကိုလည်းနားဆင်ရပါပါခင်ဗျာအဲ့တော့ ျွန်တော်တို့ရှမ်းမြောက်မှာလည်းဒိုင်းသားလက်နက်ကင်ချင်းချင်းချားမှာနေမြေအငင်းပွားမှုတွေထပ်ပြီးတော့ဖြစ်ပေါ်နေတယ်လို့သိရပါတယ်ဒီသတင်းကိုလည်းနားဆင်ရမှာပါပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကရုရှားကနေပြန်လာပြီးတဲ့နောက်မင်းအောင်နိုင်ကအင်တာဗျူးတစ်ခုမှာရုရှားနိုင်ငံကအာဆီယံနိုင်ငံတွေအတွက်ပါအရေးပါကြောင်းဖြေဆိုချက်ကိုချင်းမုံသတင်းစာကနေတင်ဆက်ဒီကနေ့မနက်မှာဖော်ပြလာတာကိုတွေ့ရပါတယ်ရုရှားကအာဆီယံအတွက်တော့အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်တယ် ဆွေးနွေးဘက်နိုင်ငံတွေမှာလည်းပါနေပြီဖြစ်ပါတယ်။ဒါကြောင့်ရှေ့လျှောက်ကာလတွေအာဆီယံနဲ့ပူးပေါင်းဆောင်ရွက်မှုတွေမှာရုရှားနိုင်ငံဟာအရေးပါတဲ့အနေအထားမှာရှိလာနိုင်မယ်လို့ကျွန်တော်တို့မြင်ပါတယ်ဆိုပြီးမြောက်နိုင်ငံဒီရုရှားနိုင်ငံမော်စကိုမြို့က RT သတင်းဌာနနဲ့အင်တာဗျူးမှာဖြေဆိုခဲ့တာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်။ရုရှားကမြောက်နိုင်ငံ2029ခုနှစ်အထိအာဆီယံနဲ့ရုရှားဤတိုင်းဆက်ဆံရေးတာဝန်ပြီးထတာလည်းဖြစ်ပါတယ်။ အဲ့တော့ယင်ကလည်းတရုတ်နဲ့အာဆီယံညှိနှိုင်းဆက်ဆံရေးကိစ္စတွေကိုမရောလိုင်းကအအောင်မြင်မြင်ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်းလည်းအင်တာဗျူးမှာဂုံယူဝင်ကြွားဖြေဆိုထားတာကိုကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့နောက်ထပ်အင်တာဗျူးတွေမှာပါတဲ့အကြောင်းအရာနှစ်ခုရှိပါတယ်။ဒါကတော့ပထမတစ်ခုကတော့အမေရိကန်နဲ့မြန်မာနိုင်ငံတို့အကြားမှာကုန်သွယ်ရေးမှာကြီးကြီးမားမားမရှိပေမဲ့အမေရိကန်ကသွင်းကုန်တွေအပေါ်အခွန်တိုးပြီးတော့ကောက်ထားဟာမဖြစ်တဲ့ကြောင်းမင်းအောင်လိုင်းကပြောဆိုလိုက်ပါတယ်။အဲ့တော့ဒီကမ္ဘာရေးရာကိစ္စတွေမှာလည်း ယူကရိန်းနဲ့ရုရှားစစ်ပွဲမှာလည်းဥရောပသမဂ္ဂနဲ့ဗြိတိန်နိုင်ငံတွေကယူကရိန်းကိုကူညီထောက်ပံ့မှုတွေလှုံ့ဆော်နေကြောင်းအဲ့လိုကူညီမှုတွေကရုရှားကိုစစ်ပန်းအောင်လုပ်နေတာဖြစ်ကြောင်းစစ်ဆိုတာမဖြစ်စေဖို့ဤနိုင် ဖြည့်ရှင်းရင်းနေတာအကောင်းဆုံးဖြစ်ကြောင်းမင်းအွန်လိုင်းကပြောဆိုပါတယ်အဲ့တော့အင်တာဗျူးတွေမှာတော့ဘယ်သူကဘယ်လိုမျိုးပြန်ပြီးတော့ရေးပြထားတဲ့အကြောင်းအရာတွေကိုဝေဝေဆဆပေါ်ပြထားလဲမသိဘူးသူကတော့ဒါတွေကိုခုနကျွန်တော်တို့ပြောခဲ့တဲ့လိုမျိုး တခြားနိုင်ငံတွေကိုသွားပြီးပါရနာရက်နဲ့ဟိုလူမျက်နှာချိုသွေးရဒီလူမျက်နှာချိုသွေးရလုံနေရသည့်တိုင်အောင်ကိုယုံဝင်းကြွားဖြစ်နေတဲ့မာလာပါအဲ့တော့ကျွန်တော်တို့ဒီနောက်မှာတွေ့ရတဲ့ဇာဘီရုမှာရေးဆွဲထားတဲ့ထိမိတဲ့ကာတွန်းပြကွက်တစ်ခုလိုပါပဲဟိုလူမျက်နှာချိုသွေးရဒီလူမျက်နှာချိုသွေးရဖြစ်နေတဲ့မာလာရဲ့အဖြစ်ပါဒီကာတွန်းကိုလည်းပြည်သူတွေကျွန်တော်တို့တော်လှန်ပြည်သူတွေရှုစားပေးကြပါဦး ကျွန်တော်တို့နောက်ထပ်သတင်းတစ်ပုဒ်ကတော့မင်းညရုံးကမန္တလေးတိုင်းထဲမှာ ပြင်းအား9.2အဆင့်ရှိတဲ့မန္တလေးတိုင်းဒီကြောက်စင်မြို့နောက်တောင်ဘက်21ကီလိုမီတာ73မိုင်ကျော်กว่าကိုဗဟိုပြုတ်ပြီးတော့ငလင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်ပြည်သူတွေစိုးရင်ထိမ့်လန့်စွာနဲ့ဖြစ်ခဲ့ရပါတယ်အဲဒီနောက်မှာတော့မန္တလေးငလင်ဘေးတင်ကယ်ဆယ်ရေးစခန်းမှာငလင်လှုပ်ခတ်မှုနဲ့မိုးရွာသွန်းတာကြောင့်ကိုကိုပင်ပြိုလဲရကနေကလင်းငယ်တအုပ်နဲ့အမျိုးသားတအုပ်တည်ဆုံးသွားကြောင်းမြန်မာနိုင်ငံမိသားတက်ဖွဲ့ကထုတ်ပြန်ထားပါတယ် အဲ့တော့ဒီကနေ့မေလာ၁၈ရက်နေ့မနေ့ဒီ၁၂နာရီခွဲအချိန်တကောင်ကြိုပေါ့၁၂နာရီခွဲနိုင်အဖြစ်ဆိုရင်တော့၃ည၃ည၃နာရီ၃၀မိနစ်အချိန်လောက်မှာမန္တလေးတိုင်းမဟာအောင်မြေမြို့နယ်စိမ်းမန်းရက်ကွက်၄၁လမ်းနဲ့၈၉လမ်းတောက်မှာရှိတဲ့အဲ့တော့ဘုံကြောင်တိုက်အတွင်းတစ်ခုမှာငလင်းဘေးတင့်ကယ်သရေးစခန်းတစ်ခုရှိပါတယ်အဲ့ဒီမှာလုံးပတ်၅ပေလောက်ရှိပြီးတော့အရှိကတော့ပေ၄၀လောက်မြင့်နေကိုကိုပင်က မိုးရွာသွန်းမှုကြောင့်အမြင့်ခြေကနေလန်ပြီးတော့လဲကြရတာမှာယာယီလူနေမိုးကတဲပေါ်ကိုပြီးသွားတာလို့သိရပါတယ်အဲ့လိုမျိုးပြီးသွားတဲ့နောက်မှာကေသေးအဖွဲ့တွေကသွားရောက်လဲကြနေတဲ့တစ်ပင်ကိုရှင်းလင်းခဲ့ရမှာကလင်းငယ်တအူးနဲ့အမျိုးသားတအူးရဲ့အလောင်းကိုတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာတဲသွားတဲ့ကုကုပင်ကတက်တန်းကြနေပြီးအရင်ရက်ကလေးကမန္တလေးမှာမိုးလေတဲထန်ထားတော့ကလည်းအကိုင်းကြီးကျိုးကြသေးတယ်မိုးတွေတအားရွာတော့မြေကြီးကရေဝပြီးတော့မြေပြော့နေတာငလင်လှုပ်တာဟော မိုးရွာတာကြောင့်အပင်လဲသွားတာလို့ဒီစိမ်မဲရက်ွက်ကဒေသဒေသခံပြည်သူတို့ကလည်းဖြစ်စဉ်ချင်းတွေကိုပြောပြပါတယ်။မန္တလေးမှာမတ်လ28ရက်နေ့လောက်ကခဲ့တဲ့ငလင်ကြောင့်ဒီကနေ့ချိန်ထိပြည်သူတွေကပြိုကျပျက်စီးနေတဲ့နေအိမ်တွေကိုပြန်လည်တည်ဆောက်နိုင်တာမရှိသေးပဲကယ်ဆယ်ရေးစခန်းတွေမှာခိုလုံနေကြရဆဲဖြစ်ပါတယ်။အခုလိုမျိုးနောက်ဆက်တွဲနောက်ဆက်တွဲငလင်တွေကတဖြည်းဖြည်းနဲ့ပြင်းအားကပိုပြီးတော့မြင့်လာပါတယ်။အရင်ရက်ကဆိုလို့ရှိရင်ကျွန်တော်တို့၄ .8 လောက်ရှိတယ် ီလွန်ခဲ့တဲ့3-4ရက်လောက်အတွင်းကလှုပ်ခတ်ခဲ့တယ်အခုရက်တွင်မှ9.2ဆိုတာဒီပြင်းအားကတဖြည်းဖြည်းနဲ့ပို့ပြီးတော့မြင့်လာတဲ့အတွက်ပြည်သူလူထုအတွက်စိုးရင်စရာကောင်းပါတယ်အဲ့တော့ငလင်တွေကငလင်ကြီးမားတဲ့ငလင်ကြီးတွေဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာတဖြည်းဖြည်းငလင်နောက်ဆက်တွဲငလင်အသေးလေးတွေဖြစ်လေရှိပါတယ်အဲ့ဒီငလင်အသေးလေးတွေကတဖြည်းဖြည်းနဲ့ပြင်းအားအဆင့်နေ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 သွားကမှဒါကငလင်ပြန်ပြီးတော့ကြီးကြီးမားမားဖြစ်ဖို့အတွက်အဲမဖြစ်ဘဲနဲ့ပြီးဆုံးတာမျိုးကျွန်တော်တို့ ရှိပါတယ်အဲ့တော့အခုတော့ကျွန်တော်တို့ကငလင်ကြီးမမတစ်ခုဖြစ်သွားတယ်ဖြစ်ပွားပြီးတဲ့နောက်မှာထပ်ပြီးတော့နောက်ဆက်တွဲအနေနဲ့ထပ်မံလှုပ်ခတ်တဲ့ငလင်တွေကတစ်ဖြည်းဖြည်းနဲ့အစ်စ်ပြန်ပြီးတော့ပြင်းအားမြင့်လာတဲ့အခါကျွန်တော်တို့ပြည်သူတွေသတိဝိရိယထားကြဖို့လိုပါတယ်ဒါကငလင်ကြီးကိုတာဆူနေတဲ့အခြေအနေရှိကြောင်းအချို့ပညာရှင်တွေကသုံးသပ်ပြောဆိုထားတာကိုလည်းကျွန်တော်တို့တွေ့မြင်ရပါတယ်ဒါကတော့ငလင်နဲ့ပတ်သက်တဲ့သတင်းပါနောက်တဲ့သတင်းတစ်ပုဒ်ကတော့ရှမ်းမြောက်မှာဒိုင်းသာလက်နက်ကင်ချင်းချင်းကြားမှာနေပြည်တော်ညင်းပွားမှုတွေထပ်ပြီးတော့ဖြစ်ပွားတယ်လို့သိရပါတယ် ချမ်းပြည်နယ်မြောက်ပိုင်းမှာတိုင်းသားလက်နက်ကိုင်တွေချင်းချင်းကြားဒီရက်ပိုင်းတွင်မှာနေမြင်ညင်းပွားမှုထပ်မံဖြစ်ပွားကြောင်းဒေသခံတွေဆီကလည်းကျွန်တော်တို့သိရပါတယ်အဲ့တော့ကိုကဲ MND တပ်ဖွဲ့ရဲ့ပြီးွားရေးလုပ်တဲ့ကားတစ်စီး DNL တပ်ဖွဲ့ဘက်ကဖမ်းထားတာထင်တယ်ကုခိုင်မျိုးကကိုကန့် MND ကားတပ်သားအပြစ်တင်ပြီးတနက်တွေပါချင်းပြီးတော့ဒရဇက်မောင်းပြီးတော့ထွက်လာတယ် DNL တွေလည်းတိုးကိတ်မှာတနက်ချင်းပြီးတားတယ်ရက်မပေးဘူးကုခိုင်အထွက်ဒီမိန်ပန်ရွာဘက်ကုန်းပေါ်မှာအချင်းချင်းတနက်တွေချိန်နေကြတယ်လို့ဒေသခံတယောက်ကလည်း သူတွင့်မြင်ကြားသိရတာကိုပြန်ပြီးတော့ပြောပြပါရစေ။မေလ16ရက်နေ့ကနေ့လယ်ပိုင်းကကိုကန် MNDA တပ်မင်း PNL တပ်ဖွဲ့တွေချင်းချင်းအချိန်ခဏလေးတင်းမာမှုဖြစ်ခဲ့ကြတာလို့သူကပြောပါရစေ။အဲ့တော့တနက်ဖောက်တန်တော့ကြားလိုက်ရပေမဲ့ဘယ်ဘက်ကလည်းမသိဘူးလို့ကိုကန်ဒေသခံတယောက်ကလည်းပြောပါရစေ။အဲ့တော့မေလ15ရက်နေ့ကကရင်တပ်မလေးတရင်ရှင်းနေပြီနံပါတ်2အနည်းကမိုင်းမော်ဘက်ကကရင်တပ်ဖွဲ့ရဲ့ရှီတန်းစခန်းတစ်ခုကို PNL တပ်ဖွဲ့ကအင်အားအလုံးကြီးနဲ့ရောက်လာပြီး တက်စကန်ရွှေ့ပြောင်းခိုင်းတယ်လို့လည်းသိရပါတယ်။ PNL အင်အား300လောက်နဲ့ဝင်စီးကြတယ်။ KIA ဘက်ကတပ်သား300လောက်ထိခိုက်ဒဏ်ရာရသွားတယ်။အဲ့လိုမျိုးတော့သိရတယ်။အခုကနှစ်ဖက်တောင်းဝင်ရှိလူကြီးတွေပြန်လည်တွေ့ဆုံညှိနှိုင်းပြီးအချင်းနေငြိမ်သွားပြီလို့ဒေသခံတယောက်ကလည်းပြောပါတယ်။နော်မီလာ၁၄ရက်နေ့နဲ့၁၅ရက်နေ့တွေကမိုင်းမော်နမ်ဟိုင်းလမ်းကနေစတင်ဖြစ်ပွားခဲ့တာလို့လည်းသူကပြောပြပါတယ်။ KIA တပ်မှ၁၀တရင်းနှစ်နေပြီးကွမ်းလုံဘက်ဒေသခေါ် ရိမ်းမောကဒီ KIA တပ်စခန်းကိုလည်းမေလ15ရက်နေ့နောက်ဆုံးထားပြီး MNDAA တွေကရွှေ့ခိုင်းနေတယ်လို့ကြားသိရတယ်။ပြည်စုံဆွေးနွေးနေတယ်လို့လည်းပြောကြတယ်။ဘာတွေဆွေးနွေးကြလဲမသိဘူးလို့ဒေသခံတယောက်ကတပီတော့ပြောပြပါတယ်။အခု April လကုန်ကနေပြီး10ရက်ဝန်းကျင်လောက်ထိ KIA ပါဝင်မြောက်ပိုင်းမဟာမိတ်ညီနောင်တွေ SSPB ဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒီဒေသတွေမှာဒီနေမြေနဲ့ပတ်သက်ရာတွေရောတိုက်ပွဲနဲ့ပတ်သက်တာတွေရောပြည်စုံဆွေးနွေးခဲ့ကြတယ်လို့ကြားသိရကြောင်း KIA နဲ့နေဆက်သူတွေစီကလည်းကျွန်တော်တို့သိရပါတယ်။ ဒါကတော့ကျွန်တော်တို့ဖြစ်လေဖြစ်တာရှိတဲ့ဒိုင်းသားလက်နက်ကရင်ချင်းချင်းကြမှာနေမြင်ညင်းပွားမှုနေမြေအတွက်ဒီလိုမျိုးပြိပခါတွေဖြစ်ပွားကြတယ်အကြောင်းအရပါဒါကတော့ကျွန်တော်တို့ပြန်သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်မိဘပြဿနာတွေလို့သုံးသပ်ရမှာပါဒိုင်းသားလက်နက်ကရင်ချင်းချင်းတစ်ဖက်တည်းမှာရှိကြတဲ့စစ်အာဏာရှင်ကိုတိုက်ခိုက်တွန်းလှန်နေကြတဲ့တော်လိုင်းတပ်ဖွဲ့တွေကြားမှာဖြစ်ပွားတဲ့ပြဿနာတွေကတော့မိဘပြဿနာတွေလို့ကျွန်တော်တို့ တတ်မှတ်ရမှာပါဒီမိဘပြဿနာတွေဖြစ်တဲ့အတိုင်းလဲကျွန်တော်တို့ခေါင်းဆောင်ပိုင်းတွေကပြေဆုံးကြတယ်ဆွေးနွေးကြတယ်အလွန်အလွန်နေမဖြစ်အောင်ဤနိုင်ဆောင်ရွက်တာတွေကိုလှုပ်ဆောင်နေကြတာဖြစ်တဲ့အတွက်သိပြီးတော့စိုးရင်စရာအများကြီးထားရမယ့်ကိစ္စတွေမဟုတ်ဘူးလို့လို့ယူဆပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဆက်ရှုံးកောက်စီနဲ့ဖြစ်တဲ့ပြဿနာတွေကိစ္စတွေဒီသာရံဘတ်ပြဿနာတွေဖြစ်ပါတယ်။ဒီမဟာမိတ်တွေကြားထဲမှာဖြစ်တဲ့ထိတွေ့မှုတွေပွတ်တိုက်မှုတွေကတော့မိဘပြဿနာဖြစ်တဲ့အတွက်အချင်းချင်းဤနိုင်ရင်းနဲ့ပြေလည်အောင် ီလည်းမှုရအောင်ဆောင်ရွက်ရမယ်ကိစ္စတွေဖြစ်လို့ပါအဲ့တော့ဒီကနေ့မနက်ခင်းမှာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တွေ့ရတာကတော့လေကြောင်းတိုက်ခိုက်မှုကြောင့်နှစ်နှစ်ကျော်ကာလအတွင်းမှာအရသာ3000ကျော်တေဆုံးခဲ့တယ်လို့မြန်မာညွန်ရေးဆိုရ NUG ရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကပြုစုထားတဲ့ဇင်းနေရကျွန်တော်တို့သိရပါတယ်နှစ်နှစ်ကာလအတွင်းမှာပြည်သူပေါင်း3000ကျော်ကိုအကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်ကရရဆက်ဆက်တပ်ဖြတ်ခဲ့တဲ့အကြောင်းအရပါ 2023ခုနှစ်ကနေ2025ခုနှစ်မေလ12ရက်နေ့အထိစည်ရင်ပြုစုထားတာဖြစ်ပြီးဒေကြောင်းတိုက်ခိုက်မှုပေါင်း2686ကြိမ်အထိရှိခဲ့တယ်လို့ဆိုပါတယ်။ရန်ကုန်နဲ့နေပြည်တော်ကလွဲပြီးကျန်တဲ့တိုင်းနယ်ပြည်နယ်73ခုမှာဒေကြောင်းတိုက်ခိုက်ခံရပြီးစာတင်ကြောင်းပေါင်း240သေယုံစေကန်66ခုနဲ့ဘာသာရေးဆောက်အောင်435ခုပျက်စီးခဲ့တယ်လို့သိရပါတယ်။အဲဒါရခိုင်ပြည်နယ်ထဲမှာလည်းမေလ14ရက်နေ့25ရက်နေ့မှာကြောက်တော်မြို့ကရက်ွက်တွေတဲကိုဒေကြောင်းတိုက်ခိုက်တာကြောင့်အရက်သား၈ယောက်သေဆုံးပြီး ဒဏ်ရာရသူ14ယောက်ရှိတယ်လို့အေအေကမေလ15ရက်နေ့မှာထုတ်ပြန်ပြောဆိုထားပါတယ်။ဒေသတိုက်ခိုက်မှုတွေအတွက်တာဝန်ခံရမဲ့သူတွေကိုအရေးယူနိုင်မှု နိုင်ငံတကာတရားရုံးတွေနိုင်ငံအလိုက်တရားရုံးတွေမှာသာမကပြည်တွင်းတရားဥပဒေတွေနဲ့ပါတရားမျှတမှုဖော်ဆောင်သွားမယ်လို့ UNG ကထုတ်ပြန်ပါတယ်။အဲလိုကုလသမဂ္ဂပါဝင်နိုင်ငံတကာအတိုင်းအဝန်းကလည်းစစ်ရုံးပေါ်စီရဲ့ကျူးလွန်မှုတွေကိုရပ်တန့်အောင်လက်တွေကျတဲ့အရေးယူ PRP ဆောင်ရွက်တာတွေလုပ်ဖို့ကိုလည်း UNG ကတိုက်တွန်းထားပါတယ်ခင်ဗျာ။ ဲ့တော့ဆရာကြည်စိုအေးရဲ့ကဗျာတစ်ပုဒ်ကဒီနေရာမှာတရိယာမိတယ်ကဗာကြီးနဲ့ပတ်သက်လာတယ်ကဗာကြီးကနေပြီးတော့ဒီလိုမျိုးတခြားနိုင်ငံငယ်တွေတခြားဒေသတွေမှာ ဖြစ်နေတဲ့အကြမ်းဖက်သမားတွေဒီလိုမျိုးအာနာရှင်စစ်အာနာရှင်ဖက်စစ်တပ်တွေရဲ့ရုပ်မှားမှုတွေနဲ့ပတ်သက်တဲ့အခါတိုင်းမှာကဗာကြီးကပြုမူတဲ့အကြောင်းအရာကိုဆရာကြည်စိုအေးကရေးထားတဲ့ကဗျာတစ်ပုဒ်မှတ်မိပါတယ်အတိအကျတော့အဲသာသာအတိအကျတော့ဖြစ်ချင်မှဖြစ်လိမ့်မယ်အဲ့တော့ကဗာကြီးကတော့ သူ့ဟာသူသူ့ဘာသူနေနိုင်ရက်တယ်ကျွန်တော်တို့ကကုအလံကိုလွှင့်ကုရွက်ကိုလွှင့်ပြီးတော့ဆက်ပြီးတော့ချီတက်ရမှာ ဖြစ်တယ်ဆိုပြီးတော့ဒီလိုမျိုးအပြာတပုတ်ကိုကျွန်တော်တို့ဖတ်ဖူးပါတယ်အဲ့တော့ကဘာကြီးကတော့အမြဲတမ်းမြန်မာနိုင်ငံနဲ့ပတ်သက်ရင်လည်းစိုးရင်လည်းအဲပူပန်တယ်ဟာတအားကိုပြင်းပြထန်ထန်စိုးရင်လည်းစိုးရင်မှုအဆင့် degree level တွေအလိုက်ကိုနောက်လျှောက်ကိုစိုးရင်ပါတယ်လက်တွေ့ကြတဲ့ ဖိအားပေးမှုတွေလက်တွေ့ကြတဲ့ဒီပြည်သူပေါ်မှာကာကွယ်မှုတွေတော့ကျွန်တော်တို့ညဝထင်နေမမြင်ရပါဘူးမတွေ့ရပါဘူးအဲ့တော့ကိုယ်အလံကိုလွင့်ကိုယ်ရွက်တိုင်ကိုဖြွင့်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ချီတဲ့ရဖို့ပဲရှိပါတယ်ကွာရရှိရတော့သိပြီးတော့များများဆဆညှို့လင့်စရာမရှိပါဘူးဒါကကျွန်တော်ဒီနေရာမှာကျွန်တော်ကြပြလေးတစ်ပုတ်မြင်တွေ့ရတာကိုတတိယသွားလို့ညှောက်ဝင်ခြင်းဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ဒီကနေ့မနက်ခင်းမှာတွေ့ရတဲ့သတင်းဖြစ်စဉ်တွေကို ကျွန်တော်ဝေယံနဲ့အတူဝိုင်းတော်သားတွေကစုစည်းပြီးတော့တင်ဆက်ပေးကြတာဖြစ်ပါတယ်ပြည်သူပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆက်အနာရှင်စနစ်ဆိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Subscribe နှိပ်ခဲ့ပေးပြီးခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးဖို့မြတ်တာရိုက်ခိုင်ကြပါခင်ဗျာ